ကိုရရောတဲ့ဒါအခုပြည်စည်းမလားတဲ့သူအောင်ပြောပါသေးရဲ့ဟွာတဲ့ကိုဟန်းချင်းလေးကနည်းနည်းလေးတဲ့ဟိုကျိုးလေးပြက်နေရဒီတိုင်းလေးပဲကျွန်တော်တွေ့တာပါနော်အော်မို့ဟုတ်တယ်အခုကိုကျွန်တော်ယုံတယ်အကိုလာပေးတာပဲကျေးဇူးတယ်သူကသူ့ရဲ့ဟိုသူကစိတ်ရင်းကိုတော့ဟိုသူများအထင်သေးပါမှာကြာလို့သူတခုမှအချို့လိုသိမလားဟိုပြည်စည်းတွေ့ပြီမှနည်းနည်းလေးပဲပေးရအဲ့လိုမျိုးထင်ခံပါကြာလို့သူရဲ့အကြည့်မျက်လုံးအကြည့်ရတယ်သူယူသားမှန်းဆိုတာလည်းသိရအဲ့ကြောင့်ကျွန်တော်အကိုမို့ရရအကိုပြန်ပေးတာကိုကျွန်တော်ကျေးဇူးတင်တယ်အကုန်လုံးအဆင်ပြေတယ်ကိုအဲ့တော့ အဲသူပြန်မဲတဲ့ဟိုညီလေးရယူဆိုပြန်မဲဆိုအခုမပြန်ပါသိမ့်တော့ဘူးရဲဆိုအာကျွန်တော်ဟိုလက်ထဲကိုကြောက်အခုလာကျွန်တော်ရအခုဒါခြေဆုဆက်တယ်နော်နော်နော်လုံးဝမယူတဲ့ညီလေးလုံးဝမယူတဲ့ဘာဖြစ်လို့လဲကိုမအခုအခုကကိုညီလေးကိုဒါစိန်နာနဲ့ကိုပြန်ပေးတာကိုအဲ့စိတ်လည်းမရှိဘူးတဲ့မလို့မလို့တဲ့ညီလေးကိုလာမလို့အဲ့လိုမလို့ကိုအဲ့လိုမျိုးပြန်မစရာမယူဘူးတဲ့အလကားမယူတတ်ဘူးတဲ့ အရင်ကျေးဇူးတင်တယ်ပြောရမယ်ဆိုရင်ထဲမှာဟိုလဲ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 ဟိုသူ့ကိုခုချိန်ထိမေတ္တာပို့ပေးရကိုကုသိုလ်ကောင်းမှုတုံးစံတောင်းမှာဒီရက်ပိုင်းကိုအဲ့ကိုယူမေတ္တာပို့ဘာဖြစ်လို့ဆိုတော့ပြောရမယ်ဆိုကျွန်တော်ကအဲကာသမာတိုင်းကိုမကောင်းဘူးပြောတာမဟုတ်ဘူးအဲ့ထဲမှာကောင်းတဲ့လူတွေအများကြီးရှိရဆိုတာဟိုဒါကိုယ်သိသွားတာပေါ့နော်ပြောရမယ်ဆိုယူလေးဝတိပေါ့နော်ကျွန်တော်ကာကာစီးလိုက်တယ်ကာစီးပါသွားတယ်ဆိုဘာမှလုပ်လို့မရဘူးလေဘလို့မှမဖြစ်နိုင်တော့ဘူးဒါပေမဲ့ဟိုပြောရမယ်ဆိုဒါကြောင်ညာလည်းမဟုတ်ပါဘူး အာကျွန်တော်ကိုစီးလိုက်တဲ့ကိုကလည်းနောက်ဆုံးစိတ်ဆင်းတော့ကများတော့ဘယ်မှလုံးဝမရနိုင်တော့ဘူးပေါ့စဉ်းစားစဉ်းစားဒါကိုအဲ grad ကိုစီးမိလိုက်တဲ့အတွက်ဒါဒါတော့ရနိုင်ချေရှိရပေါ့နော်ဆိုပြီးဖြစ်နိုင်တယ်အမှန်တော့အဲ့ပုံမှာကြရဆိုလဲကိုလည်းမသိဘူးကိုကခံမှန်းကြည့်ရတာနောက်ဆုံးတော့ကြကျင်လဲကြသွားနိုင်တယ်ပေါ့အဲ့တော့ဆက်ကြည့်လိုက်မယ်ဆိုနောက်ဆုံးမျောလင်းချက်လေးနဲ့ဆက်လိုက်တဲ့အချိန်မှာသူကလည်းပြန်ဆက်သွားလာဟုတ်ပါတယ်ကိုရတဲ့ဟိုကကြခဲ့ပါတယ်တဲ့ကျွန်တော်လည်းတဲ့အဲ့ဒါလေးကို အတူလားအစ်စ်လားမသိရတဲ့အတွက်လွန်လည်းမပြေရတဲ့အတွက်တင်းထားတာပါတဲ့ဟောအကိုဆက်တွေ့ခဲ့တဲ့တာဒါသူလည်းဝမ်းသာပါတယ်ပေါ့ကျော်လည်းပေးကျင်နေရဆိုပြီးဟောညာတွင်ချင်းသူကလာပေးမယ်လို့တာကျော်တော့ဆက်တဲ့ချိန်ကလည်း7နာရီကျော်နေသူစီဖုန်းဆက်တဲ့ချိန်မှာအကွာရရရတယ်ကျော်ကခုလာအခုတော့မရတယ်လို့ကိုမနဲ့မှလာပေးလေရပါတယ်ဆိုပြီး तू ကလည်းအဲ့လိုမျိုးပြောရအဲ့ဒါကိုကလည်း तू ကတော့ကိုစိတ်တက်မှာတွေးထားပြီးသားမနဲ့မူလင်းရသူဟာတကယ်မေတ္တာပြန်ပြန်ပြီးတော့ကျေးဇူးဆက်တဲ့နေနဲ့ကျော်ပေးမယ်ဆိုပြီးတွေးထားပြီးသားမနဲ့ကြာကျွန်တော်ပတ်စံလေးဝင်လေး9သိန်းလောက်ကျော်ထည့်သွားတယ်ထည့်သွားပြီးတော့ အမိုးလေးပေးမှာပေါ့သူရောက်ချလာကိုရဲရောက်ပါပြီတဲ့ကျွန်တော်တဲ့အိတ်ရှိရောက်ပြီဆိုတော့ကျွန်တော်သွားယူရွေးတဲ့ချိန်မှာအခုရဲရောတယ်ဒါအခုပြည့်စည်မလားတဲ့သူအောင်ပြောပါသေးရဲ့ဟွာတယ်ကိုဟန်းချင်းလေးကနည်းနည်းလေးတဲ့ဟိုကျိုးလေးပြက်နေရဒီတိုင်းလေးပဲကျွန်တော်တွေ့တာပါနော်အမိုးဟုတ်တယ်ကို့ကိုကျွန်တော်ယုံတယ်အကိုလာပေးတာပဲချင်းဆိုသူကသူ့ရဲ့ဟိုသူစိတ်ရင်းကိုတော့ဟိုသူများအထင်သေးမှမှကြလို့သူတခုမှအချို့ဆိုသေးမလားဟိုပစ္စည်းတွေပဲနည်းနည်းလေးပဲပေးရအဲ့လိုမျိုးထင်ကမှကြလို့သူရဲ့အကြည့်မျက်လုံးအကြည့်ရတယ်သူယူသားမှန်းဆိုတော့လည်းသိရအဲ့ကြောင့်ကျွန်တော်အကိုမဟုတ်ရရအကိုပြန်ပေးတာကိုကျွန်တော်ကျေးဇူးတင်တယ်အကုန်လုံးအဆင်ပြေတယ်ကိုအဲ့တော့ အဲသူပြန်မဲတဲ့ဟိုညီလေးရယူဆိုပြန်မဲဆိုအခုမပြန်ပါသိတော့ဘူးရဲ့ဆိုအာကျွန်တော်ဟိုလက်ထဲကိုကြောက်အခုလို့ဒါကျွန်တော်ရအခုဒါကျေးဇူးဆက်တယ်နော်နော်နော်လုံးဝမယူတဲ့ညီလေးလုံးဝမယူတဲ့ဘာဖြစ်လို့လဲကိုမအခုအခုကကိုညီလေးကိုဒါစိတ်နာနဲ့ကိုပြန်ပေးတာကိုအဲ့စိတ်လည်းမရှိဘူးတဲ့မလို့မလို့ဟာအကျော်ပူပူရလေးစားပါလေအဲ အပြန်ပဲပဲလုံတာရညီလေးညီလေးစိတ်ချမ်းသာလို့ဆိုကိုကျင်တတ်တယ်တော့အမိုးဘူးအခုမိုးဆိုအဲ့ကိုကျွန်တော်တို့ဓပုံလေးတို့ရိုက်ခွန်းတော့ပေးပါဆိုပြီးတော့သူ့မနေ့ကျအာသူအဆာမလုပ်ပါနဲ့ရပါတယ်ညီလေးကျေးဇူးတင်နေဆိုကိုကျင်တတ်ပါဟုတ်ပါကိုရဲ့ကျွန်တော်အခုဟိုအမှတ်တမ်းလေးပေါ့ကိုနဲ့အမှတ်တရလေးဖြစ်သွားအောင်ဓပုံလေးရိုက်ချင်လို့ပါဆိုပြီးအမှဓပုံဘေးနာဟိုကယ်ရီဆွဲကိုကြီးကိုဘူတောင်းရိုက်ပြပါဆိုကယ်ရီဆွဲလူကြီးကအဆာမသိသေးဘူးအတင်းရိုက်ခိုင်းတော့သူဘာရိုက်ခိုင်းမှလည်းမသိဘူးအဲ့လေဆိုသူရွှေဆွဲကြိုးလေးတပြလဲဟိုလို့ဟာအကိုကြီးရတဲ့ ကျွန်တော်ခမရကိုလေးစားသွားပြီဗျာလေအဲ့မျိုးရိုက်တင်နေတယ်ကျွန်တော်တေချာရိုက်ပြင်မယ်ဆိုပြီးတော့အဲကင်မရာမဲအဲ့ဒိနာကကိန်းတမားလေးရိုက်ပြီးပြုံပြုံကြီးရိုက်ပြီးချင်မှာဟားတယ်တကယ်အာပြောရမလို့ပြန်တဲ့အထိကိုကျွန်တော်သူ့ပတ်ဆက်ထထိုးပဲဒီအဲ့ထက်ကိုကတ်ထက်ကာတကားပြီးမရဘူးပြန်ပေးတာပဲအပြောရမလို့ဒါတော်တော်ဂျီသူရဲ့စိတ်တက်ကတော်တော်ယူသားလဲဖြစ်တဲ့တွေ့ကျွန်တော်အပြောရမလို့သူ့အတွက်လဲဟိုဂုံယူမိတယ်ဗျာတကယ်ဒီလိုမျိုးလူရှိပါလားဆိုရဲ့အတွေ့အဲ့မှာတော်တော်ဝင်မွားတော်တော်လဲအားနာတယ်ဒီဂုဒ္ဒကကြီးသူ့မှာလာပေးရတဲ့အတွက် အပြီးတော့အဲ့ဒါလိုမျိုးပြောကျင်တာပေါ့နော်အဓိကကျေးဇူးအများကြီးတင်ပါတယ်ပေါ့ဟုတ်ခမန်းချေဆိုရင်ဒါတန်ဖိုးကဘယ်လောက်ရှိပါလဲအဲ့ရှင်ဟာအရင်ကလုတ်ထားဆိုတော့အော်ဆက်လုတ်တော့ကျွန်တော်ဟို20ကျော်လောက်ကဆက်လုတ်တဲ့ဟာပေါ့နော်အခုဆိုရင်တော့တွက်မယ်ဆိုရင်တော့ 60ကျော်80လောက်လောက်ရှိမှာပေါ့နော်။ဒါတော့ဒါကျွန်တော်တွေ့တာပေါ့တိတ်တော့နားမလည်ပါဘူး။သူများကြီးပြောတာအဲ့လောက်တော့ရှိရလို့ပြောတယ်။ဒါမှမဟုတ်ပြောမှဆိုပီတိဖြစ်တာပေါ့နော်။ကိုကဆုံးပြီလို့ပဲတွေ့ထားရအတွက်အဲ့လိုမျိုးလာပေးရအတွက်တကယ်လေးကိုဟိုကြေလဲကြေနေမိရဲ့အဲ့ဒီဂါဘူးတိကြီးကိုလည်းဦးမြို့အောင်နာမည်တော်မှတ်ထားသူကနာမည်တော်မှသူကဆန်းနေတဲ့မြို့အောင်မဟုတ်ဘူးတဲ့။ဟိုဘယ်လိုဖြစ်လို့မြို့အောင်မလဲ။မြို့အောင်တဲ့ အဲ့တော့ရရင်နဲ့မြို့ပါတဲ့စမ်းတယ်ဆိုအော်ကိုကြီးဟုတ်နေကိုကလူတူတူလူတူတူစမ်းမယ်လို့နာမည်အစစမ်းတယ်ဆိုပြီးတော့သူ့တော်နောက်လိုက်သေးတယ်အဲ့တော့တကယ်ကိုကိုမျိုးအောင်ကျေးဇူးအများကြီးတင်ပါတယ်လို့ကိုကြီးဒီတက်မကအဆသာရရသူများကိုဒီလိုမျိုးစိတ်ထားတဲ့အတွက်အဆင်ပြေပါစေလို့ကျွန်တော်အမြဲတမ်းမေတ္တာပို့ပေးနေပါတယ်ဟုတ်